င်္ဂလာပါဗျာကျွန်တော်ဒီနေ့ကတော့ချင်းမိုင်ကိုသွားရမယ်ဆိုတော့ကျွန်တော်ဖေးစိတ်ရှင်းပြအောင်ဖြစ်ပါတယ်ဗျာတော့အခုတော့ရတာစတေရှင်မှာကျွန်တော်စောင့်နေပြီးရောရတာစတေရှင်ရောက်တာနဲ့ကျွန်တော်ဘယ်စတေရှင်ကနေပို့လို့သွားမလဲဆိုတော့ဖေးစိတ်ရှင်းပြမှာဖြစ်ပါတယ်ဗျာချင်းမိုင်ကိုသွားဖို့က MRT ရထားနဲ့သွားမှာဖြစ်ပါတယ်ဘယ်နေရာပဲဖြစ်ဖြစ် MRT ရထားကိုတစီနဲ့ခံကကျွန်တော်ကတော့ဟောမမနေရဲ့အတွက် April ရထားကနေတစင် MRT ပြောင်းစီมาဖြစ်ပါတယ်။ကဲကျွန်တော်အခုကတော့ MRT ရထားမြောက်ရထားပေါ်ရောက်ပါပြီ။ ကျွန်တော်တို့သွားမယ့်နေရာလေးကတော့ Bangsu ဆိုတဲ့ station လေးဖြစ်ပါတယ်။ဘယ်နေ Bay station ဖြစ်ဖြစ်ဟိုမားတို့ Bangsu ဆိုတဲ့နေရာလေးကိုလက်မှတ်လေးဝယ်ပြီးတော့အဲ့နေရာကိုသွားပါကဲကျွန်တော်တို့ရောက်ပါပြီကျွန်တော်တို့ရောက်နေတဲ့ station ကတော့ Bangsu station ဖြစ်ပါဒါကတော့မြေအောက်ရထား MRT ရထားနဲ့လာလိုက်ရင်တော့ Bangsu station ရောက်ပါပြီကဒါပေမဲ့ကျွန်တော် Bangsu station လာပြီးတော့ဆက်သွားမယ့်နေရာလေးတနေရာရှိပါတယ်အဲ့ဒါတော့ Khun Thep Abhiway Central တောင်ပိုင်းဖြစ်ပါတယ် နော်ဒီကနေပြီးရောချင်းမိုင်းဖြစ်ဖြစ်ယူရီယာဖြစ်ဖြစ်ကက်ချန်နောက်ပူဖြစ်ဖြစ်ကျိုင်းတဲ့နေရာပေါ့လို့ရတယ်ခွန်တပ်ခွန်တပ်ခွန်တပ်အပီဝါစင်ထရယ်စတေရှင်ဆိုတာလေးမှာရှိပါတယ်။ဒါကကိုဖန်ဆူးစားရောက်တာနဲ့ရတားပွားဆင်းပြီးတော့ပေါ်တက်တာနဲ့ဒီဇိုင်းပုံတွေတွေ့ပါတယ်။ဒီမှာတို့မြားပြရတာကခွန်တပ်အပီဝါစင်ထရယ်စတေရှင်ဆိုတာမြားလေးကိုပဲသူ့နောက်ပဲလိုက်သွားပါဗျာ။ဒါကတော့ device ဆိုတော့ကျွန်တော် device ပွားပြီးတော့ဒီရထားပေါ်မှာ7နာရီလောက်စီးရမှာဖြစ်ပြီးတော့သူကအစားအသောက်တွေလုံးဝမရအောင်ပြန်အဲကြောင့်ရေးအစားအသောက်တွေခါးထဲဝယ်သွားတာအကောင်းဆုံးဘာမှမဟုတ်ရဲ့အမှပိုက်စာနေမှာဆိုတော့ကျွန်တော်ကျွန်တော်လမ်းမှာစားအသောက်ဆိုင်လေးစားလိုက်အောင်ပေါ့လမ်းရင်းဆိုင်လေးတွေ့လို့ဒီ fan su station ထဲမှာပဲပေါ့ညာလေးလမ်းပြရင်လမ်းမှာဆိုင်လေးရှိရပြဒီလိုမျိုး remake remake စားအသောက်တွေရောင်းတာပေါ့ အဲကျွန်တော်သွားရချင်းခုကကျွန်တော်7နာရီခွဲလောက်ရှိပြီဗျာအဲချင်းဆိုတော့တို့အစားအသောက်တွေကမရောမထွက်တဲ့ဟာတွေဒီနောက်နေ့ဆိုမကောင်းပါဖြစ်တဲ့အတွက် discount နဲ့ရောင်းတာဗျာတို့ဘိုင်းဝမ်းခံရပြီဆိုတော့ကျွန်တော်ပန်90နဲ့ရှင်းဖို့နှစ်ပွဲတော့မရခဲ့ဗျာရှင်းပဲလမ်းလျှောက်ရင်လည်းကျွန်တော်တို့ဒီ sign board လေးတွေ့ပါမယ်ဒီပေါ်မှာ contact a paper station ကိုမျှလိပြရတဲ့အတိုင်းစက်လေးကလေးကိုပေါ်တက်ပါပါပေါ်တက်ပြီးရင်ပေါ်မှာ station အကြီးမှအကြီးဆက်တွေ့ပါမယ် ကျွန်တော်တို့အဲ့အနေစင်တက်ကက်တွေဝယ်ရဖြစ်ပါတယ်ပေါ်ရတာနဲ့ဒီ sign board လေးနဲ့တွေ့မှာပါဒီမှာဆိုရင်ချင်းမိုင်း express 51 terminal နဲ့ b မှာရှိမယ်လို့သူတို့ရေးရတယ်သူတို့အင်္ဂလိပ်နဲ့ထိုင်းနဲ့မြန်နဲ့ပြောင်းနေတာပါဒါပေမဲ့ဒါတွေကကြည့်စရာမလိုပါဘူးကျွန်တော်တို့ရှေ့နည်းနည်းလေး search လုပ်တာနဲ့အရှိမကောင်တာလေးတွေ့မှာပဲအဲဒီကောင်တာမှာကျွန်တော်တို့ တက်ကဝယ်ရဖြစ်ပါတယ်အဲ့မှာချင်းမိုင်သွားမယ်ဒီချိန်ဒီချိန်ဒါမှမဟုတ်လည်းဘယ်ချိန်လဲပေါ့မေးလို့ရပါတယ်ဈေးဘယ်လောက်လဲအဲ့မှာအကုန်မေးလို့ရတယ်ဗျစိုင်းဖို့ဒီဘာမှဘာမှကြည့်စရာမလိုပါဘူးခုတော့ကျွန်တော်ဒီနောက်ကကျွန်တော်ပြောတဲ့ကောင်းတာလေးမှာချင်းမိုင်သွားပြီးတော့အဲချင်းမိုင်သွားမယ်လို့ပြောလိုက်တာနဲ့တို့လက်မှတ်လေးဖြတ်ပေးပါမယ်တို့ဈေးကတော့ပေါ်ဆုံးဈေးရှိမယ်ဆိုတော့ကန်290ပါ290ပြီးရင်တော့ကျွန်တော်ကတော့စင်လာရေးဝဲဖြစ်သွားတာပေါ့အချိန်တော့ကြာပါလို့ အချိန်ရတော့အဆအဆရှိရဗျသူတို့အချိန်မေးလိုက်လို့ရတယ်ပြီးရင်သူတို့လမ်းညွှန်ပေးလိုက်မယ်ဒီကနေသွားပေါ့ဒီနိုင်ငံသွားပြီးပေါ်တက်ပြီးတော့ညာချိုးလိုက်ဘယ်လိုသူတို့လမ်းညွှန်ပေးလိုက်မှာသူတို့ဟိုနိုင်ငံထောက်ပါပြီးရင်ကျွန်တော်ပြောင်းအပေါ်တက်တာမဟုတ်ဘူးညာလေးတော့သူတို့ပြီးရင်လက်မှတ်လေးပြော ုလောလောဆယ်တော့ကျွန်တော်ကတော့သူက10နာရီခွဲဆိုတော့လေကျွန်တော်အခုမှ9နာရီပဲရှိသေးတော့ဒီမှာပဲခဏထိုင်ပြီးတော့ထိုင်ပြီးခုခုတင်းနေပါရဲ့နားထောင်တငယ်ချင်းနဲ့စားရီခုထားပြီးဟိုပြီးစောင့်နေပါတင်ပါတော့နောက်10နာရီခွဲတော့ဆောင်ရအောင်ပါဆိုတော့ကြားလာရင်တော့ကျွန်တော်ပြန်အကြောင်းကြားပါမယ်โอเคဒီအားလေးကတော့ကျွန်တော်ခုနဖိုင်းရိုင်းကံကိုဖိနေဝယ်ရတဲ့ဟိုမီနီမေးထုံးမထုံးကျွန်တော်เนาะဒါလေးကတော့ထမင်းကြောင်နဲ့ကြက်ဦးနဲ့ တွေ့လေးပြီးရလေးနော်ဒါကတော့ spaghetti ဘောဘော sorry sorry macaroni macaroni ရမချတာနဲ့အပြည့်ရနေအခုပေါင်းမှာပ90ကျော်တော့တော်တယ်အဲ့ဒါလေးရောကျွန်တော်ဘလော့ရမစားသေးဘူးလာဖို့ရောက်မှာမစားရဲစိတ်စားဖို့ချင်ရရမယ်ဟောကျွန်တော်အိမ်နာလေးခဏဝင်လာပြအိမ်နာတကယ်တကယ်ကျေရွံ့ကျေရွာအိမ်နာရဲ့အများကြီးပဲအဲ့တော့ရတာမသွားခင်တော့ကျွန်တော်အိမ်နာ ဒီဘန်ဆူးစတေရှင်ပါပဲအဲ့နော်တော့အကြံပြုပါတယ်ရတာဘွားတော့တရတိုင်းရန်ရန်အဲ့နော်ရောနည်းနည်းညက်ပတ်တယ်ပဲပြောအောင်ပါပေါ့မန်နေရအများကြီးပဲအဲ့နော်တော့ဒီခင်မိုက်တယ်ဗျာဒီနော်ဒီနောက်အောင်ရှိသေးတယ်ဗျာဒီတော့အကုန်လုံးဘိုးတိုင်းအိမ်လာအိမ်နဲ့ဆိုတော့လေစိတ်ဝိစားမလို့တရှူတော့တရှူနေတော့တရတာပေါ့ဟိုရှိပိုက်တော့မရှိဘူးအဲ့ဒါတော့တခုဆိုးဝိမယ်လေစဉ်းပြပါလေနော်ခီးသွားမယ်ဆိုရင်တော့လေတရှူနဲ့သွားတော့မှရဲ့ ကျွန်တော်တို့ခု gate 7ကိုရောက်ပါပြီဒီမှာ sign board မှာမြင်ရပါတယ်ဒါကတော့ gate 7တန်းကြောက်တော့မတူဘူးဆိုတော့ဘေးကအဲ့ရ information counter မှာတော့ဒါမှအဲ့ရလုတ်တဲ့အလုပ်သမားကြီးကိုမေးဖို့တော့အကျင့်ပြပါတယ်ဘယ် gate လဲပို့အဲ့ ticket လေးပြပြီးတော့ကျွန်တော်တို့ခု gate point ပြီလားဝင်ကြည့်ပါမယ်ကျွန်တော်တို့အဲ့လက်မှတ်လေးက scan QR လေးကို scan ရမှာပို့ဒါပေမဲ့အဲ့ဒါ gate ကတော့ပြထားပါတယ်ကျွန်တော်တို့အခု now ပြန် try တာတော့ကျွန်တော် key point ရဲ့ နော်ရထားရတော့ number 5ခါနံပါတ်5မလို့မဟာဟိုးနောက်ပြောရဲဒါတော့ number 3ဟိုးနောက်မှာ5ရှိပါတယ်ကဲအဲ့လိုနဲ့ပဲကျွန်တော်တို့ရှင်းမိုင်ခီလေးစထုတ်ပါပြီကျွန်တော်တို့ကခုညဘက်10နာရီခွဲကနေစမှာမနောက်နေ့မနက်12နာရီခွဲအထိစီးရမှာဖြစ်တယ်ဆိုတော့14နာရီခီပါကျွန်တော်တို့ထိုင်ကုန်လေးကတော့ဒီလိုလေးရှိပြီးတော့လူတွေကတော့ပြေးကြံ့နေတာပေါ့ကျွန်တော်တို့စီးရဲ့ ြထားကလည်းဈေးအပေါ်ဆုံးဖြစ်တဲ့အတွက်အခြေခံလူတန်းစားရည်နဲ့ပဲထိုင်ရမှာဖြစ်ပါတယ်လို့သမားရည်နဲ့ပေါ့နော်အဲသူတို့နဲ့လည်းစကားရည်ပြောတာရင်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 ပွက်နေပဲပြောပေါ့ဒါကတော့မနက်ပိုင်းရောက်ပါပြီနောက်နေ့မနက်ကျွန်တော်မနက်ဆိုရင်တော့လူရည်ဆင်းပြီးတော့ကျွန်တော်ရထားပေါ်မှာလူရည်အသိမရှိတော့ပါဘူးအမကျွန်တော်တို့အေးအေးဆေးဆေးလေးနားယူလို့ရတယ်အခုမှပဲတနောင်တတားလေးနေလို့ရတာဗျာထိုင်ကောင်းကလည်းမမာကြီးပေါ့နေရတဲ့အသိမရှိဘူးတော့ ါကျွန်တော်ပြောရဲမဟုတ်လေဆိုတာလေအမှဈေးကြီးလာရောင်းလဲဆိုတာအဲ့လိုဈေးပန်းကြီးနဲ့ဒေါ်လာရောင်းတော့ပါပြီးနေလည်းရှိရဲသမင်းနဲ့ဟင်းနဲ့ပကပောင်းလေးလိုရရတယ်လာရောင်းတယ်ဟိုဒီဈေးပဲကျွန်တော်၆လေးဖျက်ပြီးတော့ဒါလေးကတော့ကျွန်တော်လမ်းမှာချင်းမမရောက်ခင်အနာလေးမှာပေါ့ဒီခွေးကြီးတွေ့ရတာကွာသူကအနောက်ခြေတော့ပြက်နေရဆိုတော့ခြေတော့ခြေသုံးချောင်းနဲ့ဟောနော်ချစ်ဆရာလေးပါဒါကတော့နောက်ဆုံးဆန်းနိုင်ခွေးရထားရအချင်းရမ်းမှန်ပါတယ် ချင်းမှရောက်ရှိတာဖြစ်ပါတယ်ဗျာဒီ tutorial လေးကိုအဲသုံးဝင်မယ်လို့ထင်ပါတယ်ဘယ်လိုသွားလဲပါလဲအခြားမီးစရာရှိရင် comment ထဲမှာမှန်းခဲ့ပါဗျာကျေးဇူးပါ